ကိုယ်တိုင်လက်တွေစမ်းပြီးတော့မှပြောကပြောပြီးရောင်းရတဲ့ဟို feeling ကိုတိတ်ကြိုက်တယ်ဘယ်လိုခေါ်မလဲဥမာအပါဝါစတေးရှင်းတလုံးဝင်မယ်ဘယ်အနေထားဘယ်လိုပုံစံမျိုးလဲပေါ့အဲ့လိုပုံစံမျိုးပေါ့မှန်းပြီးပြောရတဲ့ဟာတခုဒိုဒီမို့လို့ရှိရင်လည်းကျွန်တော်တို့ကဘယ်လိုခေါ်မလဲသူ့ရဲ့ main way ကက်တက်လောက်ထဲမှာပြောထားတဲ့ဟာကြီးတခုကိုကြည့်ပြီးတော့ပြောရောင်းရတာမျိုးတော့ကျွန်တော်တကယ်တဘောမကြောက်အဲ့တော့ကျွန်တော်ကတကယ် reality ကိုပဲ ခုဗီဒီယိုရိုက်ပြီးတော့စမ်းပြပေးပါဗာလဲဆိုတော့ EcoFlow ရဲ့ data pro အော်အဲ့ဒါမပြောခင်မှာဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလို body bag power station တွေမှာ body bag လို့ပြောရင်မှ2ယောက်ကတော့ e-sync နေအောင်မအရမှာပေါ့နော်ဒါပေမဲ့ရွှေ့လို့ပြောင်းလို့လွယ်တယ်အဓိကတော့ဒီလို power station မျိုးကတော့ဟိုဘယ်လိုခေါ်မလဲအပေါ်တက်ကနေအောက်ထပ်ဟိုခန်းနေဒီခန်း ပြီးတော့လို့ရှိရင်အိမ်မာနဲ့ခုနလိုမျိုးပေါ့စိုက်မာတချို့ကြလဲအိမ်မာလဲတုံးကျင်တယ်ရုံးငန်းမာလဲတုံးကျင်တယ်ဒီလိုမျိုးအတွက်ဆိုလို့ရှိရင်တော့ဒီလိုမျိုး power station တွေကတည်ကြတယ်အဓိကတော့ power station တွေမှာရွှေလို့ပြောင်းလို့ရတယ်ဟိုအနေထားကိုကျွန်တော်တို့က power station လို့ခေါ်တာပေါ့တကယ်ကြီးကျွန်တော်တို့ကလုံးဝအသေးကြီးစင်ထားမယ်အိမ်မာလဲတကယ်ဟိုဘယ်လိုခေါ်မလဲတနည်းအားဖြင့်တော့ဘယ်လိုခေါ်မလဲဒီလိုမျိုး power station ဝယ်ထားရင်တော့မီးပြတ်တဲ့အချိန်မှာမီးလာတဲ့အချိန်ကပုံစံမျိုးဖောဖောတည်တည်တော့သုံးလို့ရခြင်းပါရမယ် ဒါပေမဲ့ကျွန်တော်တို့က budget အနေနဲ့ခြွေတဲ့အနေနဲ့အိမ်မာရောရုံးမာရောတုံးနေတယ်ဆိုရင်ဒီကောင်အိမ်မာဒီနေ့တုံးမယ်ပြီးသွားလို့ရှိရင်အဲအဲညဘက်ဆိုအိမ်မာတုံးမယ်အနေဘက်ဆိုလို့ရှိရင်စိုင်ုံတွားမယ်ဆိုစိုင်ုံယူတွားမယ်အဲစိုင်မာလည်းကျွန်တော်တို့က deep power station တုံးလို့ရတယ်နောက်တစ်ချက်ကပါလဲဆိုအခုလက်ရှိကျွန်တော်စမ်းပြမှာကတော့ဒီအခန်းကျယ်ဝင်ရတော့စတုံးပေပတ်လဲကြောက်ပြားတုံးဘက်တုံးတယ်ပတ်ထားတယ်တစ်ဖက်ကတော့ကျွန်တော်မှန်တဲ့ဟိုပါပေါ့အုံနေရပေါ့ပြီးအပေါ်ကတော့ဆက်လက်ပြင်းနေအောက်ကကြွေပြားခင်းထားတယ် စတုံးပြပက်လေအောင်မှာအမြင်ကတော့9ပေခွဲလောက်မြင်တယ်။အဲ့ဒီခန်းမှာမှာကျွန်တော်က air con ရဲ့ remote setting မှာလောလောဆယ်တော့20စက္ကန့်ထားထားတယ်။မုတ်မှာတော့ကျွန်တော်တို့က auto ထားထားတယ်။ fan speed တော့အမြင့်ဆုံးတင်ထားပြီးတယ်။ခုနကတော့ကျွန်တော်ကယာယီကျိုးနဲ့ဆင်တာဖြစ်တဲ့အတွက်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က indoor ကတော့လဲနေတယ်။ outdoor ကတော့မလဲဘူး။အဲ့တော့ဒီမှာ outdoor indoor မလဲသေးတဲ့အနေ outdoor မလဲသေးတဲ့အနေထားတစ်ခုမှာတစ်ချက်လာကြည့်ကြည့်လိုက်ပါတော့။ display မှာ နောက်တစ်ချက်ကတော့ eco flow ကတော့သူ့ရဲ့ပြည်ပြည်စုံတဲ့ software နဲ့ကျွန်တော်တို့က control လုပ်ပြီးတော့လဲဘာလုပ်လို့ရလဲလို့မြင်လို့ရှိရင်ဟိုဒီ power station တစ်ခုလုံးကို battery battery ကို discharge limit charge limit တွေကတ်မှတ်နိုင်မယ်ပြီးတော့လို့ရှိရင် battery reserve တွေထားလို့ရမယ်ပြီးရင် charging speed တွေကိုကျွန်တော်တို့က manually ရ adjust လုပ်တာမဟုတ်ဘဲနဲ့အဲကျွန်တော်တို့ကဒီဒီဘယ်လိုခေါ်မလဲကိုလိုချင်တဲ့အဲ1000နဲ့တွင်းကျင်လား2000နဲ့တွင်းကျင်လားလား1500နဲ့တွင်းကျင်ချိတ်ထုတ်လုပ်လို့ရတယ်အခုလက်ရှိက33ဝက်ပဲဆွဲတယ်ပေါ့အဲ့တော့ air conditioner setting မှာကျွန်တော်ကဒီလိုပုံစံမျိုးလေးထားထားတယ်အဲ့တော့ ကျွန်တော်ကအခုလက်ရှိဒါနင်းနေတာလားချကျင်တာလားဒါဆိုရင်ကျွန်တော်က25လောက်ထားကြည့်လိုက်မယ်ဒါဆိုရင်ဒီမှာဆိုရင်25ထားတဲ့အချိန်မှာသူက piece လောက်နေနေဆို1500လောက်ဆွဲထားတယ်ဆိုပေမဲ့တကယ်တကယ်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်အောက်တို့စလဲနေပြီပေါ့နော်ဒါကျွန်တော်က air control မှုစတင်မှာ25လောက်ထားလိုက်တယ်ဒါကတော့ပုံမှန်ပေါ့ဒါဆိုရင်25ထားတယ်ဆိုလို့ရှိရင်တော့သူက800ဝန်းကျင်လောက်ဆွဲတယ်စဆွဲတဲ့အချိန်မှာတော့သူက1500 2000လောက်တော့ maybe ဆွဲကောင်းဆွဲမယ်ကြေညာမရှိဘူးဒီကောင်ကဝက်နေနေဆို1600 1600ဝက်ထွက်ပြီးတော့ peace power နေနဲ့ဆိုရင်9200ထိထုတ်ထားပြီအမကန်နေနဲ့လည်းဒီကောင်9နှစ်ပါတယ် live ဖို့တုံးထားတယ်ဗျာ you are sign way ထွက်တယ်အဓိကသူ့ရဲ့အားတာချက်ကတော့ပုံမှန်ဘယ်လိုခေါ်မလဲအဲ battery inverter တွေနဲ့ရှင်တယ်တခြားတော့ဒီဘယ်လိုခေါ်မလဲ power station တွေနဲ့ရှင်မယ်ဆိုလို့ရှိရင်တော့အာသူကတော့ဘယ်လိုခေါ်မလဲ wall number 1ဖြစ်တယ် wall number 1ဖြစ်တယ်ဆိုတော့အကြောင်းပဲဖြစ်တာတော့မဟုတ်ဘူးပေါ့အခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီမှာ800ကျော်ဆွဲနေမယ် သူရဲ့ BMS ကတော့တကယ်လို့များဒီ800ကျော်တောက်လျှောက်ဆွဲနေမယ်ဆိုလို့ရှိရင် BMS ကတွက်ပြရတော့၄နာရီလောက်ရမယ်လို့သူက ပြောထားတယ်။ဒါပေမဲ့ကျွန်တော်က aircon ရမှု setting မှာ auto ထားထားတယ်25ထားထားတယ် fan speed အမြင့်ဆုံးထားထားတယ်ဒီအခန်းရဲ့အနေထားတစ်ခုကဥမာဟိုအခန်းက room temperature 25ရောက်သွားပြီအခန်းကလည်းလုံနေတယ်ဆိုလို့ရှိရင် သူကအော်တိုကလုံးဝရက်သွားတဲ့အနေအထားတခုမှဆိုဘယ်ချိန်မှအော်တိုကရက်သွားလဲဟိုမှာ15မိနစ်လောက်လဲပြီးသွားလို့ရှိရင်အခန်းအေးနှုံရသွားပြီဆိုရင်အော်တိုကအော်တိုရက်သွားမယ်ပြီးသွားလို့ရှိရင်အေးနှုံက25အောက်ကျသွားပြီဆိုအော်တိုကပြန်လဲပေးမယ်ဒီအနေအထားနဲ့သွားလို့ရှိရင်တော့တခုလက်ရှိသူက600ကျော်လောက်ဆွဲတဲ့အနေအထားတခုမှာ၄နာရီလောက်ရမယ်လို့ပြောတဲ့အခါတကယ်ကျွန်တော်ခု100%ကနေပြီးတော့ခု69%ပေါ့100%ကနေကျွန်တော်စတုံးလာတာပေါ့ခု69%ပဲထားပေါ့နော်ဒီလောက်ကစတုံးတဲ့အချိန်မှာ အားကိုကျွန်တော်ကတော့မလုပ်ပေးခဲ့မှာလဲဆိုလို့ရှိရင် ditch limit ချ limit ထားခဲ့မှာပေါ့ကျွန်တော်တို့ကအ ਨੇ ဆုံး10%ရောက်ရင် AC output ကိုမထုတ်ပေးပါနဲ့ဆိုတဲ့ setting တော့ကျွန်တော် on ခဲ့မယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော် battery ကို0အထိတုံးတာမျိုးတော့ကျွန်တော်ကိုယ်တိုင်လည်းအားမပေးတယ်လို့အဲကျွန်တော်ကိုယ်တိုင်လည်းမသုံးတယ်လို့ကျွန်တော်ကျွန်တော် user တွေကိုလည်းအဲ့ဒါကိုအားမပေးဘူးအဲ့တော့ကျွန်တော်တို့တစ်ချက်နည်းနည်းလေးဟိုအားလုပ်ကြည့်မယ်ပေါ့နော်စမ်းကြည့်မယ် အာဘလောက်ထိခံလဲပေါ့ဒီအခန်းဒီ air con လေးတစ်လုံးပဲကျွန်တော်ကုသုံးထားတာဘလောက်ထိခံလဲဆိုတာကျွန်တော်နဲ့တစ်ချက်စောင့်ကြည့်မယ်အဲပြီးတော့လို့ရှိရင်တော့ကျွန်တော်အဲ့ဒီကနောက်ဆုံးကုန်ကန်ဒီအချိန်လေးမှာကျွန်တော်အဲလက်ရှိကျွန်တော်ကဘလောက်ကနေစတယ်ဆိုတော့ဒီမှာကြည့်ကြည့်ပါနော်7နှစ်နာရီเนาะ7နှစ်နာရီเนาะ7နှစ်နာရီ9မိနစ်လောက်ကစတယ်ပေါ့เนาะ အဲ့တော့ကျွန်တော်တို့ကညနေဘယ်နှစ်နာရီလောက်တိခွန်နာရီလောက်တိရလား၈နာရီလောက်တိရတာလားကျွန်တော်တို့ကြည့်ကြည့်မယ်အဲ့တော့ software လေးနဲ့ကျွန်တော်ချိန်ခဲ့လိုက်အောင်မယ် software လေးနဲ့ချိန်ထားရလဲလွယ်ပါတယ်ဒီမှာကြည့်ကြည့်ပါဒါတော့ ecoflow software ပေါ့လက်ရှိကတော့ကျွန်တော်က data pro ရဲ့သူ့ရဲ့နောက်က cn ဘက်၄လုံးရဲ့နောက်ဆုံးကဏ္ဍ၄လုံးတူပါတယ်ဒီမှာဆိုရင်ကျွန်တော်ကမလုပ်ထားလဲဆိုလို့ရှိရင်အဲဒီမှာဒီ web 641ဆွဲတာပေါ့ဒါ page load တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူကဒီမှာဆိုလို့ရှိရင် page load ဆိုရင်တော့1500လောက်ဆွဲမယ် နောက်တစ်ချက်ကပါလဲဆိုဒီကျွန်တော် AC on off တွေလုပ်လို့ရတယ်ကျွန်တော်ဒီမှာဆို DC on off တွေလုပ်လို့ရတယ်အဓိကတော့ကျွန်တော်ပြချင်တာပါလဲဆိုလို့ရှိရင်ဒီ cloud နဲ့ချိန်ချင်တယ်ဆိုလဲဒီမှာ wifi နဲ့ချိန်လို့ရတယ်ပေါ့နော်ဒါပေမဲ့ cloud ကတော့ဒီဒီကျွန်တော်တို့ဘယ်လိုခေါ်မလဲအဲကျွန်တော်တို့ဒီ 2S ဒီ IP ကိုဘန်ထားတာဆိုတော့သူက cloud နဲ့ချိန်မယ်ဆိုတော့ချိန်လို့မရဘူးဒါပေမဲ့ကျွန်တော်တို့ဒီမှာဆိုရင်တော့သူ့ကိုဒီမှာအဓိကတော့ energy management မှာဆိုရင်ကျွန်တော်တို့ကချဒီမှာဆိုရင်ကျွန်တော်တို့10%ပေါ့အဲ10%ကျွန်တော် backend reset တွေလုပ်လို့ရတယ် အာကျွန်တော်တို့က30 90ထားမလား20 80ထားမလားကြိုက်လို့ထားလို့ရတယ်။နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ home style ပေါ့ home style ဆိုလို့ရှိရင်ဒီပုံစံမျိုးကျွန်တော်တို့ကထားခြင်းနဲ့ဆိုလို့ရှိရင်လည်းအဲကျွန်တော် home style ဒီပုံစံမျိုးထားလို့ရတယ်။အဲပြီးထွားလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီမှာ region ပေါ့ပြီးရင်အာဒီကောင် price နဲ့ပေါ့နော်ဒီဒီ second price နဲ့ကိုလည်းကျွန်တော်တို့ကဟိုဟာလုပ်လို့ရတယ်။ charging speed ပေါ့ခုချိန်မှာတော့ကျွန်တော် charging speed ကတော့သူက fast charger နဲ့ရိုက်ထားတာပေါ့။အကယ်၍ကျွန်တော်တို့က charging speed ကို fast charger နဲ့ရိုက်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့က အာဒီ slow ဩဒီဒီဒီ custom mode ကိုပြောင်းလိုက်လို့ရှင်တော့ charging speed ကကိုလိုလိုလို adjust လုပ်လို့ရတယ်เนาะအဲ့ဒါလေးကတော့လာခွေမှပဲတစ်ချက်ချိန်သွားပါเนาะအဲပြီးသွားလို့ရှင်သူကဒီမှာဆိုလို့ရှင်ကျွန်တော် Facebook ကို on မလားမ on ဘူးလား screen tie out AC tie out တွေကျွန်တော်လုပ်လို့ရတယ် fan wave update တွေကျွန်တော်လုပ်လို့ရတယ်ဒါတော့ screen ကနေတကယ်လို့ကျွန်တော်တို့ကကိုမသုံးတော့ဘူးဒီကောင်ခဏဖြုတ်မယ်တခြားလူပေးချိန်မယ်ဆိုရင်ဒီကောင်လေးကနေပြီးတော့ဖြုတ်လိုက်လို့ m ဟိုပါပေါ့เนาะဖြုတ်လိုက်လို့ရတယ်ပေါ့เนาะကဲဒါဆိုရင်တော့အခုလက်ရှိ web 800ကျော်လောက်ဆွဲနေတာဟိုသူက 6နာရီလောက်ရမယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော် software မှာဆိုလို့ရှိရင်တော့နာရီအတိအကျရှိတယ်6နာရီနဲ့32မိနစ်ဆိုတော့6နာရီကျွဲပေါ့ဒါ90နဲ့ကွန်ပါဆန့်ပေါ့နော်ဒီမှာသူ software နဲ့ကျွန်တော်ချိန်ကြည့်ကြည့်ပါဒါဆိုရင်တစ်ချက်ကြည့်ကြည့်ရင်တော့တည်ရနော်ကဲဒါဆိုရင်ကျွန်တော်တို့7နှစ်ဆောဆောဆနစ်တမီနစ်ဆနစ်ဝင်းကျင်လောက်ကနေကျွန်တော်စပြီးတော့အခုသုံးလာတာဆိုလို့ရှိရင်ဗက်တနာရီလောက်ထိ ဘယ်နှစ်နာရီလောက်ထိခန့်လဲဆိုတော့အဓိကတော့ aircon rev setting မှာကျွန်တော်က25ထားထားတယ်ပြီးသွားလို့ရှိရင်ကျွန်တော်ကအဲ aircon ရဲ့ mode မှာ auto ထားထားတယ် fan speed ကတော့ကျွန်တော်အမြင့်ဆုံးထားထားတယ်အခန်းကျဝင်လည်းပြောပြပြီပေါ့ကဲဒါဆိုကျွန်တော်စောင့်ကြည့်လိုက်မယ်စနစ်ခွဲလောက်ကမိုင်းဒီယာ6000 BTU ရှိတဲ့နန်းဘာတာတိုက် aircon ကိုစမ်းခဲ့တာပေါ့နော်အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့6နာရီထိုးတော့မယ်58မိနစ်ဆိုတော့6နာရီထိုးပြီပဲပြောပါတော့ဗျာနော်အခုဒီမှာတော့ကျွန်တော်က အခန်းထဲဝင်လာတော့တော်တော်အေးနေလို့မလို့ကျွန်တော်ကအဲကွန်ရဲ့ဒီ remote setting မှာ run temperature 20ကိုတွားထားလိုက်တော့အောက်တော့ရက်သွားရက်သွားတဲ့ခါကျတော့အခုလက်ရှိရတော့ဒီကဒီပုံစံမျိုးပေါ့ဒီမှာဆိုလို့ရှိရင်ဒီကအင်ဒိုက30ဝက်လောက်ပဲဆွဲတယ်ဆိုတော့ဒီမှာတွက်ပြီးတဲ့ BMS ကတော့70%တောင်70နာရီလောက်ရမယ်လို့ပြောထားတယ်အဲ့တော့အခုမနေ့ကလူတကယ်အောက်တိုးလဲတဲ့အချိန်မှာဝက်800ကျော်လောက်ဆွဲတဲ့အနေအထားတစ်ခုမှာသူတွက်ပြီးတဲ့6နာရီခွဲ 9နာရီဝင်းကျင်ဆိုတာတေချာပေါက်ရတယ်လက်ရှိကတော့ကျွန်တော်က second parcel ဆိုတော့ဆက်ပြီးမောင်းနေအောင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကနောက်ထပ်45မိနစ်တနာရီလောက်တော့တေချာပေါက်ရအောင်ပါဒါကအခန့်နဲ့နဲ့လေးတော့ကြံခဲ့မယ်ဒါပေမဲ့ခုနလိုမျိုးပေါ့ပုံမှန်တိုင်းကတော့ power station တွေကတော့အခန့် basic line 10%ပေါ့20%လောက်ခြံရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့ဟိုကိုကတကယ်တုံးဖို့လိုအပ်တယ်ဆိုရင်တော့10%လောက်ခြံလဲရတယ်ဒါပေမဲ့လုံးဝ0ဖြစ်သွားတဲ့အချိန်ထိတုံးတာမျိုးတော့ရှောင်ရမယ်ဗျာ တော့ကျွန်တော်စမ်းကြည့်တဲ့အနေထားကဆက်ကတော့ air con ကနေနဲ့ထည့်ထားလို့တော့မတူဘူးလုံးဝမပူဘူးခေါင်းတွေပါပူခြင်းလည်းမရှိဘူးဒီအခန်းရဲ့ temperature ကြောင့်လည်းဖြစ်မှာပါကဲတကယ်ဟိုဘယ်လိုခေါ်မလဲ reality မှာလဲတူကတွက်ပြီးတဲ့ BMS ကတွက်ပြီးတဲ့အတိုင်းထက်ကျော်လွန်ပြီးရတဲ့ eco flow ရဲ့ data pro ဝယ်ယူခြင်းလည်းဆိုလို့ရှိရင်တော့ promotion ရှိတယ်เนาะ promotion ကတော့22ရက်3လ 2025နေပြီးတော့20 9ရက်3လ2025ထိ discount 2သိန်း original price ကတော့ comment မှာကြည့်ကြည့်ပါဘာလို့ဆိုဈေးနှုန်းအပြောင်းအလဲရှိတော့လက်ရှိ promotion ကတော့ကျွန်တော်2သိန်းချထားပါတယ် web channel ဆိုလို့ရှိရင်တော့ Tego 7 electronic hardware မှာကိုကျော်လန်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးများရှိတယ်